အားလုံးတလီကြပါမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပြရစေဒီကနေ့မှာတော့ဆီယာမကြီးမဲ့ဝင့်မြင့်ငယ်ရေးသားထားတဲ့အမေခါလာပူပူဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပြရစေအမေခါလာပူပူကျမဟာကဘာမကြီးပေါ်မှာအသက်ရှင်တန်နေတဲ့အခါအဲ့ဒီကဘာမကြီးဟာအမေပါ ကျမရဲ့ဥကောင်ကိုမကြည့်လိုက်တိုင်းမိုးကောင်းခင်ကြီးရှိနေတဲ့အခါအဲ့ဒီမိုးကောင်းခင်ကြီးဟာအမေပါအသက်ရှူသွင်းလိုက်တဲ့လေပြင်းလူကြီးဟာကျမနှလုံးသားလေးကိုစီးစင်းသွားတဲ့အခါအဲ့ဒီလေပြင်းလေးဟာအမေပါတကယ်တော့အမေဆိုတာကျမအတွက်မရှိမဖြစ်ပါအမေနဲ့ကျမရဲ့ကြားမှာလူမျိုးအတားအယောင်ခွဲခြားမှုဆိုတာမရှိပါဘူး။ကိုယ်ွယ်တဲ့ဘာသာမတူတာပြဿနာမဟုတ်ပါဘူး။ စင်ရဲချမ်းသာအချွေရန်ကုန်သိဘာမှခွဲခြားဖို့ထမပြေပြစ်စရာမရှိပါဘူးကျမမှာတွေးခေါ်ပညာရှင်ပေါင်းများစွာရဲ့သဘောတရားတွေသင်ကြားခွင့်လေ့လာမှတ်သားခွင့်တွေရရှိခဲ့ပါတယ်အမိခင်မရမှာတော့ဝါလုံးတစ်လုံးကိုတောင်ရေးတဲ့ခေတူမဟုတ်ပါဘူးဒါပေမဲ့ အမေပြောခဲ့ဘူးတဲ့စကားလေးတွေကကျမရဲ့တသက်စာနေတဲ့ထိုင်တဲ့ဘူးပြည့်စုံတဲ့အတွေးခေါ်တစ်ခုလိုရှင်မာဆွေးထင်ကြံ့ရစ်စီခဲ့ပါတယ်အမေစကားလေးတွေကစပယ်ပွင့်ကလေးရဲ့ရင်နှံ့ကိုအမေနဲ့မှန်စားပြီးခန်းစားလို့ရတယ်လို့မျိုးပေါ့ရှင်ထဲမှာစပယ်ပွင့်လေးတစ်ပွင့်ဖန်ဆင်းကြည့်လိုက်စမ်းပါပြီးတော့အဲ့ဒီစပယ်ပွင့်လေးကိုကျမနဲ့အတူနန်းရှိုက်ကြမယ်လေ အမေကကြောက်စေစားတိမြန်မာမွတ်စလင်မာဂျီတူပါစီးပွားဥစ္စာပြည့်စုံကျွဲဝကြတဲ့အမေဆွေမျိုးတွေအခုချိန်ထိရှိကြသေးတယ်လို့ကျွန်မကြားဘူးပါတယ်ဒါပေမဲ့အမေနဲ့ကျွန်မတွေ့ကြတော့အမေဟာကျွန်မတို့ရက်ကွက်မှာရှိတဲ့ဗလီကျောင်းဝင်းရဲ့ဘေးနားမှာတဲလေးနဲ့တယောက်ထဲနေတဲ့တော်စဲမုံတဲ့အဖွားကြီးတယောက်ဖြစ်နေပါပြီအဲ့ဒီတုန်းကကျွန်မရဲ့အသက်က6နှစ်ဆိုတော့ကောင်းကောင်းမှတ်မိနေပါပြီအမေရဲ့ဘဝကအတော်လေးထီးကျန်ဆန်းပါတယ် ်အမေကပြောညံ့သူတော့မဟုတ်ပါဘူးအထီးကျန်လဲရဲရင်တဲ့တက်တီနဲ့ဘဝကိုအန်တူတယ်အမေပြောဘူးပါတယ်အမေတို့မိဘတွေကရှေးဘုရင်များလက်ထက်ကဘရင်အမှုတော်ထမ်းတွေတဲ့ဘာသာတရားကူးကွယ်မှုကြတော့လဲအလွန်ခိုင်ဆိုင်ကြတဲ့အမေတို့ငယ်ငယ်ကအိမ်ထဲကအိမ်ပြင်ကိုမှတိတ်မထွက်ရတဲ့ခေါင်းကြီးချုပ်ဘဝနဲ့နေခဲ့ရတာပေါ့ဒါပေမဲ့ဖူးစာကပါလာတော့အမေချစ်သူနဲ့စုံစည်းခဲ့ပါတယ် အမေစကားနဲ့ပြောရရင်ကျမရဲ့အပါအမေခင်ပွန်းရဲ့နာမည်ကိုတော့သိခွင့်မရခဲ့ပါဘူးမမြင်ဘူးလိုက်တဲ့အပါရဲ့အကြောင်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်ဘာလို့လဲဆိုတော့အပါရဲ့ဘဝကမိရထားတမိုင်းနဲ့ဆက်ဆက်နေတာကို ဒီနေ့အချိန်ထိမြန်မာပြည်မှာအကြီးဆုံးမြင့်ထားတဲ့စက်ယုံကြီးဖြစ်ခိုင်ခိုင်မာမာရှိနေတဲ့မြင့်ငယ်စက်ယုံဟာ1912ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာပါအဲ့ဒီတုန်းကအင်္ဂလိပ်အစိုးရဟာမြင့်ထားတဲ့စက်မှုပညာနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့အလုပ်သမားတွေကိုအိန္ဒိယကနေခေါ်ယူလာခဲ့ပါတယ် မြင့်ငယ်စေယုံဟာစတင်ကလေးကလုတ်သားအင်အား2000နဲ့ဖွင့်လှစ်နိုင်ခဲ့တာပါအဲ့ဒီလုတ်သားတွေထဲမှာမြန်မာတိုင်းရင်းသားအရေးအတွက်က15ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်အများစုကတော့အိန္ဒိယကပါလာတဲ့ဟိန္ဒူမွတ်စလင်ပန်ချာစစ်တမီးစားတဲ့ဘာသာစုံလူမျိုးစုံတွေပါပဲအင်္ဂလိပ်အစိုးရဟာစက်ယုံရဲ့ဘေးမှာရှိတဲ့မြေတွေကိုလေပိုင်ရှင်တွေစီကနေဝယ်ယူပြီးတော့အလုတမအင်ယာရက်ွက်တွေစောက်လို့ရင်းမြို့တီစောက်ပါတယ် ရက်ွက်တွေကိုတော့ဘာသာတူတဲ့သူတွေစုပေါင်းတိဆောက်စေတာမို့မွတ်စလင်ရဲ့ဟိန္ဒီရဲ့ပန်ချာရဲ့စတဲ့အမိကိုပဲလွယ်လွယ်နဲ့ပြီးခဲ့ပါတယ်အပါဟာအိန္ဒိယကပါလာတဲ့လူသားကြီးတွေကတယောက်ပါ အပါကဘာသာရေးလူမှုရေးတွေမှာတက်တက်ကြွကြွလှုပ်ဆောင်တဲ့အကြီးချင်းရှိသူတယောက်လည်းဖြစ်ပါတယ်ကြောက်စေကအိန္ဒိယပုံမှန်လေးပူပူနဲ့စုံစည်းခဲ့တာလေဒါကြောင့်ထင်ပါရဲ့ အိန္ဒိယကလူသားတွေမြင့်ငယ်ကိုရောက်လာကြတော့ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းတွေမရှိသေးပါဘူး။ဒါကြောင့်အလုသမားကြီးတွေဟာသူတို့ရဲ့လာကတွေတဲကတမူးတပဲစီစုကြရင်းနဲ့ဖျားအကြောင်းတွေစောက်ပါတယ်။အပားတွေကတော့ဘလီဝတ်ကျောင်းတော်စောက်ပါတယ်။အပားဥဆောင်တဲ့ဘလီကျောင်းစောက်ဖို့ဆိုင်းပြင်းသူတွေကနီးစက်ရာဘာသာတူသူတွေထံအလှခံကြရင်ကြောက်စဲရောက်တော့အမေနဲ့တွေ့တာပေါ့။အမေမိဘတွေကလည်းအပားနဲ့ကြီးကြီးပြူပြူထိမ်းများပေးကြပါဗျာ။ အမေတို့မှာတာလီတယောက်ထွန်းကားခဲ့သည့်အထိပျော်ပျော်ရွှင်ရွှင်နေခဲ့ကြရပါတယ်။ဒါပေမဲ့ကန်ဂျမာကအမိဘမှာမရှိပါဘူး။1945ခုနှစ်ဂျပန်ဝင်အင်္ဂလိပ်အစိုးမှအင်္ဂလိပ်အစိုးရဟာသူခေါ်ဆောင်လာခဲ့တဲ့အလုပ်သမားတွေကိုတပါးတည်းပြန်ခေါ်သွားခဲ့ပါတယ်။အဲ့ဒီအခါအပားကအမိကိုအိန္ဒိယကိုလိုက်ခဲ့ဖို့ခေါ်ပါတယ်။အပားကလည်းအမေနဲ့တာလီကိုမခွဲနိုင်ဘူးတဲ့လေ။ ဒါပေမဲ့အမေကမလိုက်ပါဘူးအမေကမြန်မာပြည်သူပါမြန်မာပြည်ကိုချစ်တယ်အလားရှင်ရဲ့အမေတော်ကြောင့်တေးဆုံးခဲ့ရရင်လည်းအမေကောင်းချရမယ်မြကြီးဟာမြင့်ငယ်မှာပဲလို့ပြောရင်ငင်းဆန်ခဲ့ပါတယ်အမေကိုဘယ်လို့မှဖြောင်းဖြားခေါ်လို့မရတဲ့အဆုံးမှာအပါကအမေသားလေးကိုအမေမသိအောင်ခိုးယူပြီးအင်္ဂလိပ်စစ်တပ်နဲ့အတူပြန်ပါသွားတော့တယ်အမေရင်ခွဲပလက်ဖြစ်ပြီးကြံ့ရစ်ပြီးပေါ့ အပါကအမိကိုထိုက်ရိုက်ခဲ့ပေမဲ့အမိနှလုံးသားကိုထုတ်ယူသွားတယ်။အမိအပါကိုစိတ်နာတယ်။ယောက်ျားတွေကိုစိတ်နာတယ်။တကယ်တော့အပါဟာလင့်ဝတ်တရားကြည်ပုံနဲ့ယောက်ျားကောင်းတစ်ယောက်ပါ။အရေးရဲ့အကြောင်းဟဲကြတော့ရက်ဆက်လိုက်တာ။အမိသားလေးကိုခေါ်သွားရက်တယ်လေ။အမိမှာအချင်းဆိုတာသိပြီ။တတလုံးအိမ်တော်ပြူကိုစိတ်မကူတော့ဘူး။ဘဝဆိုတာကုချရာပေါ်မှာပဲရှိတယ်လို့ခံယူရင်ခြေလန်းတွေကိုရေရေရှောင်မယ်။ အဲ့ဒီတော့ကအမေအသက်25နှစ်ပဲရှိသေးတယ်။အမေကနှားတယ်။အသားအရောင်ကဝါညင်းညက်ကလေးခန္ဓာကိုယ်တောင့်တင်းနေမိဘမျိုးရိုးကလည်းကြွေးဝကြတယ်မဟုတ်လား။အမေကိုလက်ထက်ချင်သူတွေအများကြီး။အမေရဲ့အမတွေကလည်းလက်ထက်စီချင်ကြတယ်။မန္တလေးကျက်တန်းကတတိတယောက်နဲ့ဇွတ်လက်ထက်ပေးဖို့စီစဉ်ကြတယ်။ မိမသားတယောက်ရဲ့လုံခြုံမှုဆိုတာယောက်ျားတယောက်ရဲ့ရင်ခွင်မှာခိုအောင်ခြင်းဆိုတဲ့ထုံးစံကိုနားခံရင်းအမေဒုတိယအိမ်တောင်ပြုတ်လိုက်ရတယ်။ဒါပေမဲ့အမေရဲ့ဘဝကမဖြူးဖြောင်းလို့အဲ့ဒီတတိမှာပထမအိမ်တောင်ရှိမှနောက်မှတည်ခဲ့ရတယ်။ဇနီးကြီးနဲ့သားသမီးတွေကအမေကိုအင်စီတန်တာဆက်ဆံကြတယ်လေ။အဲ့ဒီမှာပဲအမေမာနာတွေကမွေးဟောက်တကောင်ရဲ့ဒေါသလိုဖျံငင်းနေခေါင်းထောင်ထလာတယ် အမေမြင့်ငယ်ကိုပြန်လာတယ်။မြင့်ငယ်ကလူတွေကဆင်းရဲပေမဲ့ယူသားကြတယ်။ဒါကြောင့်အမေအားကိုးတယ်။ပလီကျောင်းဝန်းဘေးမှာအင်္ဂလိပ်တလုံးစာအုပ်ပြီးနေတယ်။ပြီးတော့မွတ်စလင်ရက်ကွက်လေးမှာပဲတော်ဆဲမုတ်ကလေးတွေလှုပ်ပြီးကြောင်းရင် အသက်မွေးဝမ်းကြောင်းတယ်။အဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးအမေကကျမကိုပြောခဲ့တာလေးသတိရနေတယ်။ကောင်းပါတဲ့သူဆိုတာတတိရှိရတဲ့သမီးရဲ့ တယောက်တည်းနေဖို့ဆုံးဖြတ်ထားတဲ့မိမတယောက်ဟာအ ਨੇ စုံပြုံးကျင်တာတောင်မှရင်ထဲမှာပဲပြုတ်မိဖို့တော့လွယ်တာပေါ့ဒါဆိုရင်ဘာမှအားငယ်စရာမလိုဘူးအမေပြောခဲ့တဲ့စကားလေးကဘလောက်ယူဆင်းတယ်လဲဒါပေမဲ့စကားလေးရဲ့တန်ဖိုးကကျမအတွက်တော့တသက်စာပါ စိတ်ရင်းကောင်းသူတွေရဲ့မာနဆိုတာလောကကြီးအပေါ်မှာအပေးကြီးပါ အမေကအထီးကျန်ခြင်းကိုဖတ်တွေ့ရင်ဘဝကို၆တွေ့စီခဲ့ပေမဲ့စိတ်ကောင်းရှိသူတယောက်ပါ အမေရင်ထဲကမေတ္တာဆန်းရည်တွင်လေးကဒီတိုင်းခန်းချောက်သွားတာမှမဟုတ်ပဲတနည်းအားဖြင့်မှာတွင်တွင်နဲ့စီစဉ်ခဲ့ပါတယ်အဲ့ဒီဆန်းရည်တွင်လေးမှာပျော်ရွှင်စွာနဲ့အေးချမ်းခွင့်ရခဲ့တဲ့သူကကျမပါ အမေရဲ့မကုံနိုင်မခမ်းနိုင်တဲ့ကျေးဇူးတွေကိုတတိယတိုင်းယူကျုံးမရဖြစ်ရသူကလည်းကျမပါပဲအမေရဲ့အိမ်မှာအီချမ်းခွေရခဲ့စဉ်ကအမေအသက်က90ကျော်စားအရွယ်ပါတယောက်ထဲနေတဲ့မိမတယောက်ရဲ့အသက်အရွယ်ကြီးရင်ချင်းဆိုတာအန်ဒီရဲ့ခင်းရှင်းစီခြင်းတစ်ပါးဖြစ်ပါတယ်ဒါကြောင့်ထင်ပါရဲ့အမေဟာရှိနေတဲ့အတန်နဲ့မလိုက်ဖက်စွာအိုစာချင်းကိုအပြည့်အဝချေတနေထိုင်ပါတယ်။ ြီးတော့အမေကဘာသာတရားမှာလည်းအလွန်အလေးမြတ်ထားတာကြောင့်ပဝါလီတစ်ထည်ကအမေခေါင်းပေါ်မှာအမြဲတမ်းလုံလုံခြုံခြုံရှိနေတတ်ပါတယ်။အမေအိမ်ကိုကျမရောက်ခဲ့ရပုံကလေးကမိရထားစေယုံကြီးရဲ့တမိုင်းနဲ့ဆက်ဆက်ပြန်ပါတယ်။ကျမတို့ငားနဲ့တမိအွယ်ရောက်တော့မြို့မှာအရင်ကလူဘာသာရေးအရာခွဲခြားထားတဲ့ရက်ွက်တီမရှိစေရတော့ပါဘူး။ရက်ွက်တိုင်းမှာဘာသာစုံလူမျိုးမျိုးရောနှောနေထိုင်စေခဲ့ပါတယ်။ အယက်နာမီကိုလည်းစပယ်ဒေါနာနင်းစီတော်ကစရည်အမီပြီးပြောင်းပြီးတယ်မွတ်စလင်ရက်ွက်ဟာလည်းတစဉ်ရက်ွက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီနှစ်တွင်မှာပဲကျမရဲ့အဖေကမိထားចောင်းစရာအဖြစ်ပြောင်းရွှေ့လာတဲ့အတွက်တစဉ်ရက်ွက်မှာနေခွင့်ရခဲ့တယ်တစဉ်ရက်ွက်ရောက်တော့ကျမရဲ့အမေအမေများကမောင်လေးကိုမွေးဖွားပါတယ် ငါးနှစ်သမီးအရွယ်အထိသမီးတွေဘဝနဲ့ဦးစားပေးခြင်းခံလာရတဲ့ကျမဟာအမေမြရဲ့ရင်ခွင်မှာမောင်လေးရှိလာခြင်းကိုမကြည်နက်ခဲ့ပါဘူး။ကလေးတွေမှာမြင်လိရှိတဲ့တဘာဝအတိုင်းမိဘတွေကကျမကိုဂရုမစိုက်ကြတော့ဘူးလို့ထင်လာတယ်။ဒါကြောင့်တခုခုကိုတောင်းဆိုရင်းကြီးတိုက်တက်လာတယ်။ကျမငငယ်ကတော်ဆဲမုံနဲ့ကြက်တနီဟင်းကိုလည်းအလွန်ကြိုက်တာကလားမနဲ့မိုးလင်းတာနဲ့တော်ဆဲဝေပြီးဆိုတဲ့တောင်းဆိုကြတဲ့အတူငိုတော့တာပဲ အဲ့ဒီတော့ငါအမေကလည်းရက်ကွက်ထဲမှာတော်ဆဲမုံရောင်းနေလေကျမတို့အိမ်နဲ့အမေမုံဆိုင်တဲလီကဘာမှမဝေးဘူးကျမရဲ့နဘူးနဆာတိုက်တာကိုမခံနိုင်ကြတဲ့အကိုရိအမတွေကမနှက်မိုးလင်းတာနဲ့ကျမကိုပတ်စံတမတ်ပေးပြီးပကံများတစ်ချက်နဲ့အမေမုံဆိုင်ကိုတယောက်တည်းလွတ်လိုက်ကြတော့တယ်ဘဝရည်စက်လို့ဆိုရမလားမသိဘူးအမေကလည်းကျမကိုတခြားကလေးတွေနဲ့မတူဘူးအလွန်ယူရပါတယ် ကျမရောက်တာနဲ့အမေဘေးနာမှာဂုံဒီအိတ်ဆုပ်ကလေးခင်းပြီးနေရာပေးတယ်။အမေဆိုင်ရောက်တာနဲ့ကျမကလည်းတမတ်ဖိုးမကတဲ့တော်ဆဲမုံတွေကိုမဝမချင်းတီးတော့တာပဲ။ဒါကိုပဲအမေကကြည်နက်လို့အမေကိုလူကြီးတွေကဘူဘူးလို့ခေါ်ကြတယ်။လူငယ်တွေကတော့ခါလာကြီးတဲ့။ကျမကတော့အဲ့ဒါလိုမခေါ်ဘူး။အမေလို့ပဲခေါ်တယ်။ မနေ့ရှင်းနိုင်လောက်ဆိုရင်အမေမုံဆိုင်လေးတိန်းနေအဲ့ဒီခါမှလဲကျမကအမေနဲ့အတူထင်းစီကလေးတန်ဦးကလေးတွေရွတ်ပြီးဆိုင်ကူတိန်းပြီးတယ်အိမ်ရောက်တော့အမေကကျမကိုရေချူးတနက်ခါလိန်ပြီးမှပြန်လွတ်တယ်ကျမကြောင်းသွားဖို့လေကျမအိမ်မှာဆိုရင်အမေမြကမောင်လေးကိုချီရတာကတစ်ဖက်မိသားစုနဲ့နဲ့စာစီမံရတာကတစ်ဖက်ဆိုတော့ကျမကိုဂရုမစိုက်နိုင်ပါဘူး အကိုတွေအမတွေကလည်းသူတို့ကြောင်းကိစ္စနဲ့သူတို့လေဒီနေ့မှာတော့ကျမရဲ့အပြစ်တခုကြောင့်မမကြီးကကျမကိုရိုက်ပါတယ်ဒါကြောင့်ကျမလည်းသူတို့အိမ်မှာမနေတော့ဘူးလို့ငိုယူပြီးအဝတ်အစားသုံးလေးထည့်ဆွဲရင်းအမေအိမ်ထွက်ခဲ့တယ်မမကြီးတို့ကလည်းကျမရဲ့အပြုအမူကိုကြီးမောနေကြရင်နဲ့ကလမသွားနေအမေအိမ်မှာသွားနေတော့ငါတို့အိမ်ပြန်မလာနဲ့လို့ကြည်စဲလွတ်ကြတယ်ပါရမလဲကျမလဲအဲ့ဒီနေ့ကစားပြီးအမေအိမ်မှာညအိတ်ပြစ်လိုက်တာပေါ့ မနက်မိုးလင်းလို့ကြောင်းသားဖို့အိမ်ပြန်ရောက်တော့အကူရီကမေးကြတယ်။ကလမညာအိတော်ဘေဘက်ကိုခေါင်းပြုခဲ့တယ်လေတဲ့။အဲ့ဒီအခါကျမတို့ရဲ့အမိများကမင်းတို့နှမကတညာလုံးသုံးဘက်လောက်လှဲ့အိတ်တာကွ့။ဘာသာဆောင်ရတယ်တဲ့။အမိများရဲ့မျက်နှာကလိုက်ရောမှုအပြည့်နဲ့ပြုံးလို့ဟုတ်ပါတယ်လူတယောက်နဲ့တယောက်ပေါင်းတင်ကြတဲ့အခါချင်းရင်းကောင်းရင်ကိစ္စထဲကြည်လင်တော့မြစ်တာတက်ကအတိတ်ကကြတာပဲ အမေများကအမေခလာဘူးဘူးကိုကျေးဇူးတင်နေပြီလေကျမကလည်းအမေကိုတကယ်ချစ်တာပါညအိယာမဝင်ခင် အမေနမတ်ဖတ်တဲ့အခါကျမကလည်းအမေနဘေးမှာတပတ်ကလေးကိုခေါင်းမီးချုပ်ရင်းကြုံကြုံကလေးထိုင်းပြီးငြိမ်နေတတ်တယ်အမေကညနေပိုင်းဗလီကျောင်းဝင်းထဲမှာဓမြစီလဲပြီးကျောင်းဝီယာဝစ်စာလှုပ်လေးရှိတယ်အဲ့ဒီအခါမှာလည်းကျမကတပတ်ကလေးပခုံးမှာတန်းလန်းတန်းလန်းနဲ့ချုပ်ရင်းအမိုက်ကျုံတယ်လေး ကျမဟုဆိုရင်ပလီစရာလေးတွေကပါဝမ်မနာသမီးအတွေ့ဂုံယူရင်းဟော်ဒီပလီចောင်းကြီးကသူ့တို့အပါဆောက်ခဲ့တာပေါ့လို့လဲအလွမ်းစကားတွေပြောတဲ့ပြန်ပါတယ်အမေအိမ်မှာအနေများလာတော့ကျမရဲ့ကစားပေါ်တွေကဘိုင်နီမူနီမိုင်ကွန်းဆိုတဲ့အမေအိမ်ကြီးကညီအမတွေဖြစ်လာတယ်ကလေးဆိုတော့လဲဆော့ကစားကြရင်ရန်ဖြစ်ကြတာပေါ့ သူတို့ညီမတောင်ယောက်ကကျမကိုဝိုင်းတွေ့တော့ကျမကအုတ်နေခဲကြီးတလုံးနဲ့ကောက်ထူဖို့ပြင်နေအဲ့ဒီအချိန်မှာပဲဘိုင်နီတို့အမေခလာခိုင်ရွန်ရောက်လာပြီးတော့သူ့တမီးတွေကိုပြောတယ်ဟဲ့မလောက်ကြနဲ့ဟဲ့ကလမကိုလှုပ်ရင်သူ့အမေအရင်မမျက်မြကဘာမှပြောမှမဟုတ်ပေမဲ့ဘူးကငါ့ကိုရန်လာတွေ့လိမ့်မယ်ကလေးပဲဒီစကားကိုစိတ်ဆူးခံစားတတ်တယ်။ဒေါသကြောင့်ကျမအသားတွေတစက်ဆက်တုန်နေတယ်။ခလာဒီလိုမပြောပါနဲ့။အမေဘူးဘူးကကျွန်တော်အမေ ပြောပြီးလက်ထဲကအုတ်ခဲနဲ့ခါလာခိုင်ရွန်ကိုလှမ်းထူတယ်။ကျမမျက်လုံးမှာလည်းမျက်ရည်ပေါက်ပေါက်ကြလို့ခါလာကအရှောင်ကောင်းလို့အုတ်ခဲမထိပါဘူး။ပြီးတော့ခါလာကစိတ်မဆူပဲတဟားဟားနဲ့ရီမောသဘောကျနေတော့တာပဲ။ကလမရူမြားေးဘူဘူးကတဲမယ်ဆိုရင်လည်းတဲလောက်ပါပြီတဲ့။ခါလာခိုင်ရွန်ကဒီအဖြစ်အပျက်တွေကိုအမေကိုပြန်ပြောပြတော့အမေကပြုံးတယ်ခိုင်ရွန်ရဲ့ နီးလေမိမပဲအေးမိတာငဲ့ပြီးတော့ခုရင်ခွင်ထဲကိုဝင်လာတဲ့သမီးတယောက်ကိုချစ်ဖို့ဘယ်မိမတယောက်ကဝင်လေးမှလဲအချိန်တန်လို့သူလန်းသူသွားမှကိုလေအခုကလေးကငါတိထားပြီးသားပါအေးအဲ့ဒီအခါကြာရင်လေညီတို့ကငါ့ကိုဘူဘူးတော့ရင်ခွဲချိန်ပြီးလို့လောင်ကြအောင်မှမဟုတ်လားကျမကငယ်သေးတော့အမေရင်တွေကစကားရဲ့ခံစားမှု အတိမ်အနက်ကိုနားမလဲပါဘူး ဒါပေမဲ့ဒီစကားကကျမကိုမချစ်ဘူးဆိုတဲ့အတိတ်ပဲမျိုးထင်မိတာကြောင့်အမေကိုစိတ်ကောက်ပါတယ်။ကျမစိတ်ကောက်တဲ့အခါလုံလီရှိတဲ့ထုံးစံကတော့အမေအိယာမှာဝင်အိပ်ပြီးနေလိုက်ချင်းပါပဲ။အဲ့ဒီအချိန်မျိုးမှာအမေမြအိမ်ပြန်ဖို့ကုန်းနဲ့ကော်ထုတ်လို့မှမရတော့ပါဘူး။ဒါကြောင့်အမေကသူ့ရဲ့အည်တွန့်ဘာပင်ပြောချင်တဲ့ကျမရဲ့မျက်နှာနားကိုကပ်ပြီးနှမ်းရင်းအမေကသမီးကိုတိတ်ချစ်လို့ပြောတာပါလို့ချော့ပါတယ်ပြီးတော့အမေငူပါတယ် ဒါပေမဲ့ဒီစကားကကျမနဲ့ပတ်သက်ပြီးတစုံတစ်ခုပြောလာတဲ့လူတွေကိုတုံ့ပြန်ပြောလိရှိတဲ့အမေရဲ့လက်တုံးစကားဖြစ်ခဲ့တယ်ဆိုတာကိုလည်းအံ့ဩစွာမှတ်မိနေပါတော့တယ်။လူတွေဟာကိုယ့်ဘက်ကလိုအပ်ချက်တွေကိုဖော်ပြီးတွေးတတ်ကြပါသလား။ကျမတော့အဲ့ဒါလိုတွေးမိခဲ့လို့ဘဝမှာဟာခွက်ပြော့ခွက်တွေနဲ့စွန့်ထင်းခဲ့ရပါတယ်။ စေကျော်တက်စာအတွေ့အသားပြောင်းလဲခြင်းတွေနဲ့အတူလောကကြီးကိုခြေပြားထောက်ကြည့်တဲ့ကာလများမှာပေါ့ကျမစေတန်းရောက်တဲ့နှစ်အခြေဆိုတာတက်မှတ်မှုတွေနဲ့ရင်ခုန်ချင်းတသက်လို့ထင်တဲ့အရွယ်လေးသမီးတယောက်ကိုဘလူမွေးဘလူတောင်လို့ယူရတဲ့အမေရဲ့ပူပန်မှုတွေကကျမအတွက်တော့အနှောက်အယှက်တွေကြီးပဲစာကြည်စွဲမှာထိုင်ရင်ဖွင့်ထားတဲ့ចောင်းစာအုပ်ထဲမှာခင်မောင်ဦးဆိုတဲ့កောင်လေးရဲ့မျက်နှာကကျမရဲ့မျက်လုံးထဲလွှမ်းမိုနေတာကလား အမေကသူ့ကိုလမ်းသိရတယ်လားသပင်ရှိရှိခေါလောက်ပေါင်းမီရှစ်အင်းကြီးလက်ပြနဲ့ကြက်ကက်ကက်ကောင်းကလေးဟာကျမအတွက်တော့သူရဲ့ကောင်းတယောက်ပါဟုတ်တယ်သူကသူ့ရဲ့ညာဘက်လက်မောင်းမှာဆန်းဆိုတဲ့ကျမရဲ့နမည်စလုံးလေးကိုတသက်လုံးဆွဲထင်နေအောင်စင်းမြင်ထိုးပြီးချစ်တယ်လေဒါရီကိုအမေဘယ်လိုလုပ်ပြီးနားလည်မလဲကိုချင်းစာတက်မလဲ အမေဟာမြန်မာစာတစ်လုံးမှမတက်ပေမဲ့အပြာရောင်ဆန်ရွက်နုနုလေးနဲ့ရေးထားတဲ့စာရီဟာကျမရဲ့ချစ်သူစီကဆိုတာသိနေတယ်။တစ်တလုံးမစူဘူးတဲ့အမေဟာအဲ့ဒီအချိန်မှာနာကြီးစွာစူဆဲတယ်။အပြင်းအထန်တားဆီးပါတယ်။တကယ်တော့ဘူဘူးဆိုတဲ့ဖွာကြီးဟာကျမနဲ့တွေးသားတော်ဆက်တာမဟုတ်လို့သူ့အချစ်ဟာခင်မောင်ဦးကိုမိမတဲ့လားကျမရဲ့ငယ်စိမ့်နဲ့အတွေ့အလုံကလုံးဝအမှောင်ပါ ပေါ်လုံးကစိတ်ကောက်ရင် အမိတ်အေးရာကမထတော့တဲ့ကျမဟာအခုတော့အမိတ်အိမ်ကိုမတော်တော့ဘူး။တော်ဆဲမုံရောင်ဖို့အတွက်ကျမလှုပ်ပေးနေကြမုတ်ကျိတ်တဲ့အလုတ်ကိုလည်းကုမလှုပ်ပေးတော့ဘူး။အမိကမာနကြီးတဲ့သူပဲ။အသက်ကြီးပြီဖြစ်လို့မောပေမဲ့သူ့ဘာသာဖြစ်အောင်ကျိတ်တယ်၊ထင်းခွဲတယ်။ကျမနဲ့အမိကြားမှာဖြစ်တဲ့ပြဿနာကိုတတ်ဝန်းကျင်မသိစေရဘူး။ဒီလိုနဲ့ဆဲရက်လောက်ကြာတော့အမိကျမတို့အိမ်ကိုလိုက်လာတယ်။အမိများနဲ့တူတူတိတ်တိတ်စကားပြောတယ်။ ကျမရဲ့အယူထပြဒနာကိုမောင်နှမတွေမသိเสียရဘူးအမေနှစ်ယောက်ကကျမကိုဖတ်ပြီးငိုလိုက်ကြတာလေအမေများကတော့ပါမဟုတ်တဲ့ကိစ္စကြောင့်ကို့အမေကိုပြစ်သွားရသလားအစာတတ်မရဲ့လို့စူဆဲရင်အန်ချိတ်ငိုတယ်အမေခလာဘူးဘူးပြောတဲ့စကားကတော့ကျမရင်မှာမြားစင်ပေါင်းများစွာကိုဝင်ဆူးတယ်တနေ့ကြရင်တမီလေး ိုလန်းကိုသွားမယ်ဆိုတာအမေပြောနေတာပဲဒါပေမဲ့တမီးလေးစာမတက်ရင်ဟလူယာမဝင်မှာဆိုလို့ပါဆယ်တန်းအောင်ရင်တမီးဖြစ်ချင်တာအားလုံးဖြစ်ရပါစေမယ်မြမြတို့ကကြည်နဲ့အောင်အမေတာဝန်ယူတယ်ဆယ်တန်းအောင်ရင်လေးစူးစမ်းလိုက်ပါအောင်တမီးရဲ့ကောင်းပြီလေစာမေးဝဲအောင်ဖို့များဘာခက်တာမှတ်လို့ကျမမာနာတခွဲသားနဲ့အမေကိုဂရိပေးတယ်စာကြည့်စပွဲပြန်ထိုင်တယ် ချစ်သူစီကိုလည်းဆယ်နဲ့အောင်ဖို့ကြိုးစားလိုက်အောင်ပဲလို့စာရေးပြီးပြောရတာပေါ့အမေရဲ့အနုညံဆုံးဆုံးမမှုတွေကကျမအတွက်နျူကလ িয়ার ပုံထက်ပြင်းတယ်စာမေးပွဲကောင်းကောင်းဖြေနိုင်ခဲ့တယ်ဂုံတူးနဲ့အောင်တယ်ဒါပေမဲ့ကျမချစ်သူနဲ့အလိုလိုပြက်စဲခဲ့ရတယ်ကျမစာကြိုးစားနေတဲ့အချိန်တွေမှာချစ်သူကတခြားကောင်မလေးတွေနဲ့တွဲခဲ့တယ်သူ့အတွက်ကျမဆိုတာဖွဲတဲ့အချစ်ကြောင့်လိမ်နေအောင်ခံစားခဲ့ရတာပေါ့အမေကတော့ပြုံးလို့ ။တမီးလေးအတွက်ဆာမွေးပွဲအားလုံးအောင်သွားပြီတဲ့။ပြောတော့အမီရေမာယွင်းရဲ့မျော်လင့်ချက်တစ်ခု ပြိုလဲသွားတဲ့အချိန်မှာကျမရဲ့မာနာကတိတ်ငဲ့တကောင်လိုစူးရဲစွာထပြန်နေ။ကျမရဲ့ကြိုးစားခြင်းစိတ်တွေကိုအမီအားပေးခဲ့တယ်။ပွဲရရင် အရာရှိကြီးဖြစ်ရမယ်ဆိုရဲအာကရည်ရွယ်ချက်ကြီးနဲ့အရာရာမှာအတ္တကိုရှည်တန်းတင်ခဲ့ပြန်ပြီ။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာအမိအသက်က90နားကပ်နေပြီလေ ယောဂတဲ့ကြီးမဟုတ်ပေမဲ့အိုနာရဲ့တန်ကိုအမေခံစားနေရခြင်းပေါ့တကယ်ဆိုအမေရဲ့မုံဆိုင်လေးကိုပိတ်ပြီးအေးဆေးစွာနေရမယ့်အချိန်တွေပါကျမကတော့ပွေးရပြီမဲ့ယာတူးဝင်စာမေးပွဲဖြေဖို့လုံပန်းရင်နဲ့အမေကိုပြစ်ထားခဲ့တယ်စာမေးပွဲအတွက်ငွေလိုတဲ့အခါမြင့်ငယ်ပြန်ပြည့်ရင်အမေအိမ်မှာအိတ်တက်ပါတယ်အဲ့ဒီအခါအမေမျက်နှာမှာတိတိတတ်တာကြည်လဲလို့နေပါတယ်အိမ်ကြီးချင်းဖြစ်တဲ့ခါလာခိုင်းရုံကတော့ သမီးပြန်လာတဲ့အခါဘူဘူးတို့မျက်နှာကြည့်လိုက်ရင်တော့ရွှေတပိတ်သားလောက်ရတဲ့အတိုင်းပဲတကယ်တမ်းကြတော့အမိခင်ဗျာသူ့မှာရှိတဲ့ရွှေလူရွှေစားလေးတွေတဲကလက်စွပ်တကွင်းကိုကျမဆမ်မွေးဝဲစီဆူပြီးထုတ်ပေးရရှာတာပါကျမကလည်းမိုင်မဲစွာယူရက်ခဲ့တယ်အမေမအပားရှိစဉ်ကလေးကကုတ်ကဲဆူဆောင်းခဲ့တဲ့ရွှေတဲ့ပစ္စည်းလေးတွေရှိတယ်လို့သိနေတာကို ဒီလိုနဲ့တရမှာတော့အမေရဲ့အချင်းနေမကောင်းတဲ့ကျမရဲ့တဲ့င်းနဲ့အတူကျမအနေထိုင်ရာမြို့အထိအကူကြီးကလိုက်လာခေါ်ပါတယ်။အိမ်ပြန်ရောက်တော့ကျမရဲ့တာဝန်မဲ့မှုတွေကိုမောင်နှမအားလုံးကဝိုင်းပြီးအပြစ်တင်ကြပါတယ်။အမေအိမ်ထဲကိုဝင်လိုက်တော့အမေကအိရာထဲမှာပတ်လက်ကလေးကျမနဲ့မတွေ့ရတော့တဲ့နှစ်လအတွင်းမှာအမေတကူလုံးနှုတ်ယူပစ်လိုက်တယ်လို့တီတီကြုံကြုံလေးကြံမာတော့တယ်။ ဒါပေမဲ့အမေကကျမကိုတွေ့တော့သူ့ယောဂါသူ့အခြေအနေမန်တွေကိုတခွန်းမှမဟပါဘူးအမေစီလာရတော့တမီလီစာမီးပွဲဖြေရတာအနောက်ချက်ဖြစ်မှာပေါ့လို့ပူပန်စကားဆိုပါတယ်ဩအမေရဲ့အမေရဲ့အည်တွန်းဘာပြင်ပြပြကြီးနေရမှာအစားထိုးဝင်လာတဲ့အယူငုံငောပေါ်ကျမအကြိမ်ကြိမ်နမ်းမိပါတယ်ထိမ့်မထားနိုင်တော့တဲ့ကျမရဲ့မျက်ရည်တွေကအမေဘာပြင်ပေါ်မှာဘူဘူပေါပေါကြာကုန်တယ် အဲ့ဒီအခါအမေမျက်လုံးအိမ်ထဲကစီးကြလာတဲ့မျက်ရည်တွေနဲ့ပေါင်းဆက်သွားတာပေါ့အမေနားကမခွာတဲ့နေမအိမ်ညမအိမ်ပြုစုပေးနေမိတယ်။ဒါပေမဲ့ကျမရဲ့တိတက်မှုက အများကြီးနောက်ကျခဲ့ပြီပဲ။ကာလအတော်များများမှာတာဝန်မဲ့ခဲ့တဲ့အတ္တအရင်ပေးဆက်မှုမျိုးနဲ့မှရှော်ပြစ်လို့မရနိုင်တော့ပါဘူး။အမေကခြေနဲ့ခွင့်လွန်အောင်တော့အမှန်တရားကကျမကိုခွင့်လွန်မယ်မဟုတ်ပါဘူး။ အမေကိုပြုစုပေးခဲ့တာငါရဲ့မြောက်တဲ့နေ့မှာပေါ့အမေကကျမကိုဗလီကောပကလူကြီးဘာရွေးမောင်မောင်ကိုအခေါ်ခိုင်းပါတယ်ဘာရွေးရောက်လာတော့ဘာရွေးကိုကိုရန်ချန်းစာအုပ်ထဲကအမေနှစ်သက်တဲ့အခန်းကိုဖတ်ပြခိုင်းခဲ့အမေကမျက်စိကိုမေ့ပြီးတရားနာပါတယ်ကျမကတော့အခန်းထောင်မှာမျက်ရည်တုပ်ရင်းကုတ်ကုတ်ကလေးထိုင်နေပါတယ် တရားနာပြီးသွားတဲ့အခါအမေကသူ့နားမှာပန်ထားတဲ့ပလဲနှက်ကက်ကလေးကိုချွတ်ပေးဖို့ကျမကိုခိုင်းပါတယ်။ဒီနှက်ကက်ကလေးကသမီးတို့အဘရဲ့မင်္ဂလာလက်ဆောင်လေးကွမောင်မောင်ရဲ့ဟောဒီနှက်ကက်တစ်ဖက်ကိုပလီပြုတ်ပြင်းတဲ့အခါတုံးဖို့လှူခဲ့မယ်။ကြံတဲ့တစ်ဖက်ကတော့သမီးဖို့အမေအမွေပေါ့။ယော့ယော့တစ်ဖက်စီယူကြ။အမေခိုင်းစီတဲ့အတိုင်းတာထွေးနဲ့ကျမငကက်တပတ်စီဟုကောက်ကင်လိုက်ကြပါမိမယ်။ လက်တွေကတုံကြီးလို့ရှင်ထဲမှာစူဖွဲ့ငိုယူနေမိတယ်။အမေကတော့အရာရာကိုကြေနက်ခွင့်လွှတ်ခြင်းအပြင်နဲ့မျက်လုံးတွေကိုမေ့စင်ငြိမ်သက်လိုက်ပါတယ်။ပါထွေးကအမေအတွက်အလိုက်တီစွာနဲ့ကျန်းစာဖတ်ပြီးတော့အမေကပြုံးလို့ နောက်တနေ့မနေ့ရှင်းနိုင်လောက်မှာတော့အမေတယောက်အလားရှင်မြတ်ရဲ့အမိန့်တော်ကိုအေးချမ်းစွာခံယူရင်းလူဘဝကိုဆုံးခွာသွားခဲ့ပါပြီ။ဒီမလေးမိုးကောင်းကင်ကြီးကိုမော်ကြည့်ပြီးအမေရှိလေမလားရှာဖွေရင်းအယူတယောက်လိုအော်ဟစ်လိုက်မိတယ်။အမေ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 တိတ်ဆုံးခဲ့တာ15နှစ်ပြည့်ခဲ့ပါပြီ။ ကျမတို့ရဲ့အရက်ထဲမှာတော့မွတ်စလင်နဲ့ဗုဒ္ဓဘာသာဝင်တွေဟာဟိုးဟိုးတုန်းကအတိုင်းချစ်ကြည်ရင်းနှီးစွာနေထိုင်ရက်ပါကျမတို့ဆိုရင်အမေတို့ဝတ်လေတယ်လို့ခေါ်ရမလားပဲ။ အင်းဒီတွေမှာစလန်မာလီကွန်းလှုပ်ရင်းအီတီတောင်းတဲ့ကလေးတွေကများလုံးလုံးဝါလီကွန်းစလန်ပြန်လှုပ်လွတ်လိုက်ရတာမျိုးရှိတယ်လို့သတင်းကြော်တဆောင်တိုင်းပွဲတွေကြတော့တိန့်ထီပေါ့မဲ့အန်ဒီလေးပတ်စံကျဲပါဗျို့လို့အိမ်ဘဝမှာလာအော်တောင်းကြတော့ကျမမှာရှိသမျှစက်တန်လေးတွေထွက်ကျဲရင်တောင်းပန်လှွရတယ်။ဘာပဲဖြစ်ဖြစ်ကျမတို့ရဲ့အရက်တလိကလေးကချစ်စရာပါ။ ကျမတို့အရက်ကလူတွေကယူသားကြပါလေအချင်းချင်းတန်တရားကင်းစွာချစ်ကြည်ကြတယ်ဒါကြောင့်ငိမ့်ချမ်းပါတယ်အခုဆိုရင်အပားတို့ခေတ်ကအလုသမားတွေတိဆောက်ခဲ့တဲ့ပလီကျောင်းဝင်းထဲမှာအထက်မြမာပြည်ရဲ့အကြီးအဆုံးဖြစ်တဲ့ပလီစရာတင်တန်းကျောင်းကြီးစောက်လုံနေပါပြီကျောင်းခဲမရဲ့တန်ဖိုးငွေက330ကုန်ကြမယ်တဲ့ ကျမတို့မျိုးကလူတွေမှာအဲ့ဒါလောက်ပတ်စံရှိဘူးဆိုတာဝေးလူပလီလာစင်ကြီးတဆေကူပဲအရင်မီအောင်ထဲ့နေကြရတာပါအလौဒမားအများစုရှိတယ်မျိုးမဟုတ်လားဒါပေမဲ့ကျမတို့မျိုးကလူတွေရဲ့ဘာသာရေးပေါ်ထားတဲ့စေတနာကအစင်မှန်ကန်ခဲ့လို့လူမဲ့လူတွေအလူလူရောက်လာကြပါတယ်ဟိုတနေ့ကတော့ပလီကျောင်းဆောင်တဲ့အုံမြချာပွဲလုပ်ပါတယ် စိန်တွေရွှေတွေညွတ်နေအောင်ဝက်စားလာကြတဲ့အလူရှင်တတိမာကြီးတွေကြားမှာပဝါစုပ်ကလေးခြုံရင်းငေးကြည့်နေတဲ့အဖွားအိုခါလာခိုင်ရွန်ကိုမြင်ရတော့အမေကတတိယလိုက်တာလေအမေသာရှိရင်ပလီကြီးအတွက်ဘလောက်ဂုံယူလိုက်မလဲဒါကြောင့်အမေအတွက်အမွန်မြတ်ဆုံးအလုပ်တစ်ခုလုပ်ဖို့ယနေ့ထက်တိုင်းပလီကောပကလူကြီးလုံနေတဲ့ဘာထွေးမာမှုစီကိုတွားခဲ့ပါတယ်ဘာထွေး ကျွန်တော်လည်းအမိအတွေ့ရည်စုပြီးပလီကြောက်ဆောက်ဖို့လူကျင်လို့ဘာတွေကအလူခံဖြတ်ပိုင်းဆောက်လေးကင်လာတယ်။တန်ဖိုးငွေဘလောက်လှူမာလဲပေါ့။ကျမကပတ်စံမဟုတ်တဲ့ဆက်ကူအိတ်ကလေးထုတ်ပြီးတော့ဘာထွေးကစိတ်ဝင်တစားနဲ့ဖွင့်ကြည့်တယ်။အမိအမွေပလဲနှက်ကလေးတစ်ဖက်လေး။ဟာဘာထွေးကထိတ်လန့်တကြားအော်တယ်။ပြီးတော့ သူသိမ်းထားတဲ့ပလဲနက်ကတစ်ဖက်ကိုယူပြီးကျမကိုပြတယ်။ဒါလေးကိုငါထုတ်ပြီးမတုံးရသေးဘူး။ပလီအတွက်ပူပူးလှူသွားတာလေ။ဘတ်ထရီကအမိနက်ကလေးကိုနှစ်ဖူးပေါ်မှာတင်မြှောက်ရင်းမွတ်စလင်ဘာသာအရာတစ်စုံတစ်ခုကိုရည်ရွနေတယ်။အမိအတွက်ဆူတောင်းပေးနေတယ်ထင်ပါရဲ့။ဘတ်ထရီဘာတွေယူဆူနေတယ်လဲကျမမသိပါဘူး။ကျမရင်ထဲမှာတော့အမေအမြ အမြအမြအလူဗုဒ္ဓဘာသာတရားတော်အရာ အမြပေးဝေနေမိပါတယ်တေကြာတာတစ်ခုကတော့ကျမတို့ဒူဝေကြီးရဲ့နှလုံးသားထဲမှာငြိမ့်ချင်ချင်းအမြိုက်တဲ့ကိုဖြစ်စေတဲ့မေတ္တာတရားတွေဖုံလွှမ်းနေခြင်းပါပဲဤတွင် 1996ခုနှစ်မေလထုံရွှေမြူတွင်မဂ္ဂဇင်းတွင်ဖော်ပြပါရှိခဲ့သောဆ iam မကြီးမွင့်မြင့်ငယ်ရဲ့လက်ရာအမေခါလာဘူဘူးဆိုတဲ့ဝတ္ထုတို့လေးကိုအိန္ဒိယတွင် ရနာပြရစေနားဆင်ပေးကြတာအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ